ရှင်ရာကုတ်ဩဝါဒစာခန်းကြီး1အငယ်22ကနေ24ကိုကိုကိုလက်ဖြား၍နှုတ်ကပတ်တရားကိုနာယုံမြတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောတရားကိုမကျင့်ဘဲနာယုံမြတာပြုတော်သူမိဒီကမန်၌မိမိပဂရိမျက်နာကို ကြည်တော်သူနေသူအကြောင်းမူကားကိုကိုကို ကြည်ပြီးမှအခြားတို့တွား၍မိမိအစင်းတတန်ကိုချက်ချင်းမေယောတတ်၏ချက်တော်ညီကိုမှမှာတို့ကျင်းစာလဲဖတ်တယ်ဆုလဲတောင်းတယ်နေ့တိုင်း ဆရာတို့ခေါ်တဲ့တရားသီးတနာလဲနားထောင်နေတယ်ဒါပေမဲ့အသက်တာမှာဖလူဖလဲဖြစ်နေတယ်မလိုက်လျှောက်ဘူးတရားတော့နားထောင်ပြီးတော့မှတရားနားထောင်တာနားထောင်ပဲဒီဖက်နားနားထောင်ဟိုဘက်နားထွက်ကျန်းစာလဲဖတ်တယ်ဗဇက်မှာပဲဖတ်တယ်ဗဇက်မှာပဲဖတ်ပြီးဗဇက်မှာပဲပြန်ပြန်ထွက်သွားတယ်အသက်တာထဲမှာမစည်းစင်းဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့ကျန်းစာဖတ်နေတာတရားသားထောင်နေတာဘာသူမှလည်းဖျားရှိမှအချင်းကြီးပါပဲအချင်းကြီးပါပဲကျွန်တော်အမြဲပြောတယ် တရားသေးတာနားထောင်နေကျန်းစာဖတ်တယ်ပြီးမလိုက်လျှောက်ဘူးဆိုရင်ခေါင်းကြီးခရရပဲဖြစ်မယ်ခေါင်းပဲကြီးလာမယ်တမတရားရဲ့ပညာပဲဓမ္မပညာပဲတင်တိုးလာမယ်တင့်တတကတီးတီးသွားတဲ့ခါမှာလမ်းလျှောက်လို့မရခေါင်းကြီးနေတဲ့ခါမှာတလမ်းလျှောက်လိုက်တာနဲ့ချော်လဲသွားမယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာကျန်းစာဖတ်ပြီးတရားသေးသနာနားထောင်နားထောင်ပြီးတော့မှလိုက်လျှောက်ဖို့လိုတယ်။ကျွန်တော်ဟောတဲ့တရားသေးသနာကိုလူအများကြီးနားထောင်တာကျွန်တော်ပြောပါရတယ်။ဘာကြောင့်လဲလူပုံပုံများများနားထောင်လေလေလူတွေကဘာဖြစ်လဲ တရားကြားရလေလေပဲဒါပေမဲ့ကျွန်တော်ပို့ပြီးတော့မှစုတောင်းချင်တာကနားပဲနားထောင်တဲ့သူမဟုတ်ပါစေနဲ့အတ္တတာမှာတကယ်ပြောင်းလဲတဲ့သူဖြစ်စေပါလို့ကျွန်တော်အမြဲတမ်းစုတောင်းတယ်ဘုရားရှိရှင်ရှိမှာကျွန်တော်ခေါ်ကြတဲ့သူကအအူးဆုံးစုတောင်းချက်ကကျွန်တော်ကိုယ်တိုင်ဟောတဲ့အတိုင်းအသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်ခွန်အားပေးဖို့ကျွန်တော်စုတောင်းတယ်ကျွန်တော်ကိုယ်တိုင်အသက်ရှင်နေဟောတဲ့အရာကိုပြီးရင်ကျွန်တော်ဟောတဲ့ရဲ့တရားဒေသနာကိုနားထောင်တဲ့သူတွေလည်းဒီတိုင်းပဲသူတို့ရဲ့တက်တာမှာတကယ်ပဲထိထိမိမိ တီဆောက်စရာဖြစ်စေဖို့ရင်ကျွန်တော်အမြဲတမ်းဆုတောင်းပါတယ်။ဒါကြောင့်ကျွန်တော်တရားဒေသနာမှာဟောခင်မှာဆုတောင်းတိုင်းဆုတောင်းတိုင်းမှာထီမီ၍တီဆောက်စရာဖြစ်စေပါ၊ထီမီ၍တီဆောက်စရာဖြစ်စေပါလို့အမြဲတမ်းဟောတယ်။ဘာကြောင့်ထီမီခိုင်းတာလဲ။နှုတ်ကပတ်တော်နဲ့ထီထီမီမီငါ့ကိုပြောတယ်လို့မထင်ဘူးဆိုလို့ရှိရင်အတ္တတာဘလို့ပြောင်းလဲမှာလဲ။ဟုတ်တယ်နော်။ဒါကြောင့်ထီမီစေပါ၊နှုတ်ကပတ်တရားဒေသနာအားဖြင့်တဲ့တို့ထီမီစေပါ။ထီမီတဲ့အခါမှာအနာပေါ်ပါဖြစ်လေ။ အနာပေါ်ဒုတ်ကြတယ်ဆိုတာထက်အနာပေါ်စေးကြပါစေအနာတက်တဲ့ပုံမှာစေးကြသွားတာမှအဲ့ဒီအနာကတက်တာရောမှာဟုတ်ပြီနော်ဒါကြောင့်ကျင်းစာဖတ်ပြီးတရားသေးတနာနားထောင်ပြီးတော့မှငါနဲ့မဆိုင်တလို့နေတယ်ဆိုရင်အတ္တတာထဲမှာဘာမှမထူးပါဘူးဩဆရာဟောတဲ့တရားသေးတနာနေ့တိုင်းနားထောင်နေပြီးရင်မိုးမက်မှလည်းနေ့တိုင်းပြန်လဲဝေငှတယ်သူများတွေကလည်းနေ့တိုင်းပြန်လဲပို့တယ်ဒါပေမဲ့ငါအတ္တတာကတော့ proof လဲပဲဘာထူးမှလဲဘာထူးမှလဲဘာမှမထူးဘူး ။ဩကျန်းစာကတော့နေ့တိုင်းဖတ်ပါဖတ်ပါတယ်ခွန်အားရတယ်လို့လည်းအများအတန်းပြောတယ်ကျန်းစာနာကျန်းစာဖတ်တယ်ခွန်အားရတယ်တရားကျင်တာနားထောင်တယ်ခွန်အားရတယ်ဒါပေမဲ့အတ္တတာမှာနည်းနည်းမှမပြောင်းလဲဘူးဆိုရင်ဘာမှမထူဘုရားရှိမှအချီးနှီးပါပဲသင်တရားတည်တာနားထောင်နေတာတစ်နှစ်နှစ်နှစ်အာတင်အတ္တတချောက်လုံးမှာပတ်စံရဖို့ပဲတရားဒီနာနားထောင်နေတယ်ဆိုရင်မားပါဘူး ဘုရားသခင်ကတင့်ကိုငွေကြီးမှာကောင်းကြီးမပေးဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးငွေကြီးပိုင်းမှာခင်ဗျာခင်ဗျာကောင်းကြီးလိုချင်စေဖို့တပိုးအရင်ထည့်ရမယ်ဒါပဲဒါကိုအရင်လုပ်ပါဒါလာဒါလုပ်ရင်ကောင်းကြီးရလိမ့်မယ်ဒါပေမဲ့တရားစီရင်တာနားထောင်နေတာကဒီငွေကြီးကောင်းကြီးရဖို့ပဲမနားထောင်ပါနဲ့အတ္တတာကြီးထွားရင်ကျက်ဖို့ရန်အတွက်တရားဒေသနာကိုခံယူပါနှုတ်ကပတ်တော်ကိုဖတ်ရှုပါဒါမှဒါလည်းတင့်အတ္တတာပြောင်းလဲမှတခြားတခြားတော့ကောင်းကြီးတွေတင်ရပါလိမ့်မယ်ကျဲမှချင်းကောင်းကြီး ပွဲကဆောင်းမချင်းကောင်းကြီးလဲတင်ရပါလိမ့်မယ်။ဒါကြောင့်ဒီတခုံးကိုပြန်ပြောမယ်နော်။ကျင်းစာဖတ်ပြီးတရားသေးတာနားထောင်ပြီးမလိုက်လျှောက်ပဲနေရင်ဖျားရှိမှာအချီးနှီးပါတဲ့။ရှင်ရကုတ်ကတော့ရှင်းရှင်းလေးပြောထားတယ်။နှုတ်ကပတ်တော်ကိုနာယုံမြနာတဲ့သူမလို့ပါနဲ့တဲ့။ကျင့်တဲ့သူဖြစ်ပါစေတဲ့။ယုံကြည်သူရဲ့တတ်တာမှာနှုတ်ကပတ်တော်ကိုကျင့်ဖို့လိုတယ်။ဗါတယ်လေ။နှုတ်ကပတ်တော်ကိုကျင့်ဖို့လိုတယ်။ဒါပေမဲ့ကေတင်ချင်းတရားနဲ့ပြောမယ်ဆိုရင်ကျင့်ဖို့လိုတာ။ မလိုဘူးမလိုဘူးယေရှုခရစ်တော်ကယ်တင်သွားပြီယေရှုခရစ်တော်လုတ်ပေးသွားပြီအဲ့ဒါကယ်တင်ခြင်းပိုင်းဒါပေမဲ့ကေတင်ချင်းရသွားတဲ့သူတယောက်ကအသက်တာထဲမှာယေရှုခရစ်တော်ကိုပဲလာလှုပ်နေခိုင်းလို့မရဘူးလေယေရှုခရစ်တော်ငါတို့နဲ့အတူတူရှိတာမှန်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကကျွန်တော်တို့ကိုစိတ်ရုပ်တရုပ်လို့လာမောင်းနေတာမဟုတ်ဘူးနော်ကျွန်တော်တို့များသောအားဖြင့်အယူလွဲတစ်ခုရှိတယ်အခုတလောမှာဟာငါဆိုတာမရှိတော့ဘူးတဲ့ယေရှုခရစ်တော်ပဲငါထဲမှာရှိတဲ့အတွက် ယေရှုခရစ်တော်ကိုပဲငါအပ်ထားတယ်တဲ့ဒါမန်တလူနဲ့မားနေတော့ချစ်တော်ညီကိုမောင်တို့မတို့ယေရှုခရစ်တော်ကိုငါအပ်ထားတာမန်တယ်ငါဆိုတဲ့အရာမရှိတော့ဘူးဆိုတာမန်တယ်ဒါပေမဲ့ဝိညာဉ်ရေးရာမှာငါဆိုတဲ့အရာရှိသေးတယ်ဝိညာဉ်ရေးရာရဲ့ကျွန်ုပ်ဖြစ်ခြင်းငါရဲ့ဖြစ်ခြင်းဆိုတဲ့ဝိညာဉ်ရေးရာပဂရိမှာငါရဲ့ဖြစ်ခြင်းရှိသေးတယ်ကျွန်တော်ကျမတို့ရဲ့ဖြစ်ခြင်းအလုံးပျောက်သွားတာမဟုတ်ဘူး ယေရှုခရစ်တော်ကကျွန်တော်ကျမတို့ရဲ့အသိစိတ်ကိုအားလုံးပယ်ဖျောက်လိုက်ပြီးတော့မှ तू ကကျွန်တော်တို့ကိုစိတ်ရုပ်တရုပ်လာမောင်းနေတာမဟုတ်ဘူးနော်မောင်းနေတာမဟုတ်ဘူးမဟုတ်ရင်ကျွန်တော်တို့အသက်တာထဲမှာကုမ္ပဏီတွားတာကအစကျွန်တော်တို့စကားပြောတာကအစကျွန်တော်တို့တွားလာတာကအစငါဆိုတဲ့ဖြစ်ချင်းမရှိတော့ဘူးလားရှိပါတယ်ငါဆိုတဲ့ဖြစ်ချင်းရှိတယ်ဘုရားသခင်လိုအပ်တာကကျွန်တော်တို့ကိုစိတ်ရုပ်တရုပ်လိုလာပြီးမှသူ့ကိုနာခံဖို့မဟုတ်ပါဘူးငါဆိုတဲ့ဖြစ်ချင်းရှိရှိနေတည်းရဲ့သားနဲ့ကို ဘာဖြစ်လဲလိုက်လိုက်လဲလဲဘုရားသခင်ကိုတခင်နေရာမှာထားခြင်းဖြစ်တယ်ဘာတဲ့လဲဘုရားသခင်ကိုဘယင်နေရာဘုရားသခင်ကိုတခင်နေရာထားပြီးတော့မှကိုးကွယ်တတ်တဲ့သူဖြစ်တယ်လွတ်လပ်စွာဘာတဲ့လဲလွတ်လပ်စွာများရောအဖြစ်ကျွန်တော်တို့လွဲမစွာတင်တုံတင်နေတဲ့သူတွေကလွတ်လပ်ခြင်းတော့မှကျွန်တော်တို့မှမရှိတော့ဘူးအကုန်လုံးကယေရှုကကျွန်တော်တို့ကိုဘာဖြစ်လဲအသားစီးပြီးတော့မှစိတ်ယုတ်တယုတ်လို့လာဖိန်ချုပ်နေတယ်လို့ပြောနေတဲ့ပုံစံဖြစ်နေတယ်မဟုတ်ပါဘူးမဟုတ်ပါဘူး ဒါကိုသတိထားပါဒါကြောင့်အတ္တမှာနှုတ်ကပတ်တော်ကိုမကျင့်ရအောင်လားကျင့်ရမယ်ကျွန်တော်တို့ဖြစ်ကျွန်တော်တို့ရဲ့ဖြစ်ချင်းဆိုတာရှိသေးတယ်ကျွန်တော်တို့ကဖြစ်ချင်းမပြောက်သေးပါဘူးကျွန်တော်တို့ရဲ့ဖြစ်ချင်းကကျွန်တော်တို့တအိုးတယောက်ချင်းစီရဲ့ဖြစ်ချင်းရှိနေတဲ့အတွက်ကျွန်တော်တို့တအိုးတယောက်ချင်းစီကတရားသေတနာကိုကျင့်ရမယ်ဒါပေမဲ့ကျွန်တော်တို့ကျင့်လို့ဖြောင့်မတ်တဲ့သူဖြစ်တာမဟုတ်ဘူးဖြောင့်မတ်တဲ့သူဖြစ်လို့ကျင့်တာဖြစ်တယ်ကေတင်ချင်းရဖို့ရန်အတွက်ကျွန်တော်တို့ကျင့်တာမဟုတ်ဘူးကေတင်ချင်းရလို့ကျင့်ရတာဖြစ်တယ်ဟာလေလုယာဒါကိုနားလည်ဖို့တော့လိုပါတယ်နော် ဆိုတော့ဒီချက်ကိုဒီမှာပဲနှိကုံချုပ်မှာပဲဒီကိဟောသွားတဲ့နှုတ်ကပတော်ရဲ့ခေါင်းစဉ်လေးကကျမ်းစာဖတ်ပြီးတရားသီတနာနားထောင်ပြီးမှမလိုက်လျှောက်ပဲနေရင်ဘုရားရှိခိုးမှာအချီးနှီးပါလို့ဟောသွားတယ်ဒီအချီးနှီးရာတွေကိုကျွန်တော်တက်တာထဲမှာကျွန်တော်တက်တာထဲကနေနင်ထုတ်ဖို့ရင်ကျွန်တော်တက်တာထဲကနေမောင်းထုတ်ဖို့ရင်ဘုရားသခင်ကျွန်တော်အရောက်ချင်းစီတိုင်းကိုကောင်းကြီးပေးမဆတော်မူပါစေတော့နှုတ်ကပတော်ကိုဒီမှာပဲနှိကုံချုပ်မှာဖြစ်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းအရောက်ချင်းစီတိုင်းကိုဘုရားရှင်တာ၍တာ၍ကောင်းကြီးပေးပါစေတော့အာမင်